န်နေတဲ့ငါကိုနာတော်ဒါစနေကြတဲ့ပရိသတ်တွေအားလုံးကိုတာလီဆော့ပါလို့နှုတ်ခွန်းဆက်တလိုက်ရပါတယ်။ဒီနေ့ညမှာတက္ကရာ1386ခုနဲ့တပေါင်းလာဆုပ်ရှိရနဲ့နောက်25ခုနဲ့မတ်လ22ရက်နေ့စီအန်အေရဲ့တနိဒာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ အရာဝီတိုင်းတွေကမြို့၃မြို့ထိကိုအရောက်ခတတော်နဲ့ပေါင်တက်တွေထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့တဲ့တော်လန်ရေးလိနစ်တာကာလာအတွင်မှာ CDF ဟာခါရဲဘော်52ဦးကြာဆုံးခဲ့တယ်ဆိုတဲ့တဲ့အင်းတော်ကို စစ်ကူလာတဲ့စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခံရလို့စစ်ကောင်စီတပ်သား30ကျော်တိုက်ဆုံးခဲ့ရတယ်ဆိုတဲ့တဲ့အပြင်တခြားစိတ်ဝင်စားစားတဲ့တဲ့တွေကိုကြားမှာဖြစ်ပါတယ် ဓမ္မဆုံးအနေနဲ့တရားဝင်တဲ့ကမြို့သုံးမြို့ထိကိုအရခတော်နဲ့ပေါန်တက်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆွေတဲ့ရင်ကိုကြားမှာပါအရာဝီတန်းတဲ့ကမြို့သုံးခုကစစ်ကောင်စီတပ်စခန်းတွေကိုအရခတတော်နယ်ပပောင်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့စစ်ရေးတရင်ရင်မြစ်တွေက ပြောပါတယ်။အရခတတော်နယ်ပပောင်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အရာဝီတန်းတဲ့ကမြို့နယ်တွေကတော့ ရေကြီးမြို့နယ်၊လေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်တွေကစစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတယ်လို့စစ်ရေးတရင်ရင်မြက်ကပြောပါရယ်။ရေကြီးမြို့နယ်ထဲမှာတော့စစ်ကောင်စီအခြေစိုက်တပ်စခန်းဖြစ်တဲ့အမတ်တ344အမြောက်တရင်အနီးထိုးစစ်တခိုင်နေတာဖြစ်တယ်လို့လေးမျက်နှာမြို့နယ်အတွင်းမှာတော့ချင်းလဲရွာအနီးကစစ်ကောင်စီကာကဲစခန်းတွေကိုထိုးစစ်တခိုင်နေတာ ဖြစ်ပြီးတော့တာပေါင်းမြို့နယ်အတွင်းမှာတော့ မောချင်တောင်နဲ့တားပေါင်းလေးရွာကတက်ဆုတ်ထွက်ပြေးလာပြီးတဲဖြူရွာအနီးတစ်ဝိုက်မှာခုခံစစ်အနေနဲ့ပြန်လည်ခုခံတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ပြောပါရတယ်။အဲ့ဒီတိုက်ပွဲတွေဖြစ်နေတဲ့မြို့နယ်တွေကလေးမျက်နှာမြို့နယ်အတွင်းကချင်းလဲရွာအနီးတိုက်ပွဲနဲ့ရေကြီးမြို့နယ်တွေကအမတ၃လေးလေးအမြောက်တပ်အနေကတိုက်ပွဲတွေမှာစစ်ကောင်စီကလေကြောင်းနဲ့ခုခံတိုက်ခိုက်တာတွေအပြင်စစ်တပ်လေထွေတွေနဲ့ပါအပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့ပြောပါရတယ်။ ဒါအပြင်လက်ရှိတိုက်ပွဲဖြစ်နေတဲ့ရေကြည်မြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေဟာတဆက်ထဲမှာရှိနေတာဖြစ်သလိုအရခတ်တော်နယ်ပူပေါင်းတပ်တွေတခတ်နေတဲ့ရေကြည်မြို့ကအမတ်တ3လေးလေးတပ်ရင်းဟာပသိမ်မုံရွာလမ်းမပေါ်မှာရှိနေတဲ့အတော့ဒီတက်စကန်ဟာစစ်ရဲအတွက်အရေးပါနေတဲ့တက်စကန်တစ်ခုဖြစ်တဲ့အတော့စစ်ကောင်စီတပ်တွေအနေနဲ့လည်းအပြင်းအထန်ခုခံကာကွယ်နေရတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တာဝန်မြို့နယ်ထဲကအရခတ်တော်နယ်ပူပေါင်းတပ်တွေရဲ့ ထိုးစင်တက်ခိုက်တာကိုခံနေရတဲ့ကမွန်းချင်တောင်နဲ့တာပေါင်းလေးရွာကကာကင်းစခန်းတွေကစစ်ကောင်စီတပ်သားတွေဟာတက်ဆုပ်ထွက်ပြေးပြီးနောက်တာပေါင်းမြို့နဲ့15မိုင်ခန့်အကွာတဲဖြူရွာအနီးတစ်ဝိုက်မှာခုခံအစ်ပြန်လောက်ကအာရခတရော်နဲ့ပပောင်းတပ်တွေကိုပြန်လည်တက်ခိုက်နေတာတွေရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့မြို့နယ်၃ခုထဲကလေကြောင်းတက်ခိုက်မှုတွေကိုစက်တိုက်လုခံနေရတဲ့လေးမျက်နှာမြို့နယ်နဲ့ရေကြီးမြို့အဆက်မှာရှိတဲ့ချင်းလေ၊ကညင်တိုင်း၊စောပြား ဆက်ဆက်ရိုကြီးရွာကထောင်ထဲချတဲ့ပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့လေးမျက်နာမြွနဲ့အတွင်ကဝက်ကုံလဲခုံကြီးလဲခုံလေးရှာတော်စုရှန်ကုံစားတဲ့ကြေးရွာတွေကထောင်ထဲချတဲ့ပြည်သူတွေဟာလည်းစစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့စေတရင်ရင်မြက်ကဆိုပါတယ်။ဒါအပြင်တာပေါင်းမြွနဲ့အတွင်မှာလည်းကမွန်းချင်တောင်နဲ့တာပေါင်းလေးရွာက တက်ဆုတ်လာတဲ့စစ်ကောင်စီတပ်တွေဟာ တဲဖြူရွာအနီးတစ်ဝိုက်မှာကန်စစ်ကန်တိဆောက်ကပြန်လည်ခုခံတိုက်ခိုက်နေတာကြောင့်တာပေါင်းလေးတဲဖြူကြာကောင်တစ်ဖြူစတဲ့ရွာတွေအပါအဝင်ကျေးရွာဆွေရွာလောက်ကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာဘေးလွရာနေရာတွေကိုစစ်ဘေးရှောင်ဖို့ထွက်ခွာနေကြရတယ်လို့သိရပါတယ်ဒီတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အာရခတတော်အနေနဲ့တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးသလိုစစ်ကောင်စီဘက်ကလည်းတစုံတရာထုတ်ပြန်ပြောဆိုလာတာတော့မတွေ့ရသေးပါဘူးခင်ဗျာ က်လက်ပြေးကြမှာကတော့မြောက်ဦးကိုစစ်ကောင်စီကဘုံအလုံးရေ20ကျောင်းလျောင်းကကြေးချတခိုက်ခဲ့တာရှိခဲ့တယ်ဆိုတဲ့သတင်းကိုကြားမှာပါပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာစစ်ကောင်စီကအရခတတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြောက်ဦးကိုလေကျောင်းကနေတဆင့် cluster ဘုံအလုံးရေ20ကျောင်းကြေးချတခိုက်ခဲ့တယ်လို့သိရပါတယ်ဒီတခိုက်မှုကြောင့်မြောက်ဦးမျိုးကတကြမှန်အောင်ဖျားဖုန်ကြီးကျောင်းနားတဝိုက်ကိုကြောက်ရောက်ပေါက်ွက်ခဲ့တာရှိခဲ့ပြီး အရသာပြည်သူလူအုပ်ဟာလည်းတက္ကသိုလ်ရရှိခဲ့ရတယ်လို့သိရပါဗါးဒါအပြင်အဲ့ဒီဘုံကြောက်ရောက်ပောက်ခွဲခဲ့တဲ့နေရာအနည်းတွိုက်မှာလည်းမပေါက်ခွဲပဲကြံနေသေးတဲ့ဘုံသေးတွေရှိနေသေးတယ်လို့လည်းသိရပါဗျခင်ဗျာဆက်ထဲကြားမယ်ကတော့စစ်တွေမှာစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာပဲစစ်တိုက်ရှိနေတယ်ဆိုတဲ့သတင်းကိုကြားမှာပါ စစ်ကောင်စီထိန်ချုပ်မှုအောက်မှာရှိနေတဲ့စစ်တွေမှာစစ်ကောင်စီရဲ့အထိုင်စခန်းတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခိုက်တာတွေကိုစတိုက်လုံးဆုံတာတွေရှိနေတယ်လို့သိရပါဗျ။စစ်တွေမှာစစ်ကောင်စီတပ်တွေနဲ့အာရခတော်တို့ဟာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာမရှိပေမဲ့စစ်တွေမျိုးပြင်က ါတလေးစခန်းအမြင့်ကျွန်းစခန်းနဲ့ရွှေမင်းကန်ရှိတဲ့စခန်းတွေကနေပြီးတော့ပုံနဲ့ကျွန်းရသေးတောင်စားတဲ့မြင်းတွေဘက်ကိုလက်နက်ကြီးတွေနဲ့စစ်ကောင်စီကနေစဉ်ရန်တပ်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်နဲ့အရုခတတော်တို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအစပိုင်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားတာနှစ်ဖက်အပြန်အလှန်လက်နက်ကြီးတွေပစ်ခတ်မှုတွေရှိခဲ့ပါတယ်အဲဒီနောက်မှာတော့စစ်ကောင်စီတပ်တွေဟာစစ်တွေမြို့အတွင်မှာလုံခြုံရေးတွေတိုးမြင့်ထားတာတွေအပြင်အခုလိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုပါနေနေညညလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ် ဒီလိုပြစ်ခတ်မှုတွေကြောင့်လေဒီသခန့်တွေအနေနဲ့စိုးရင်တကြီးနဲ့နေထိုင်နေကြရတယ်လို့လည်းပြောပါတယ်။အာရောခတော်ကတော့စစ်တွေမှာရှိတဲ့ဒေသခံတွေကိုပြီးခဲ့တဲ့နောက်24ခုနဲ့ April ကစတင်ပြီးတော့လွမြောက်နေမြေတွေကိုတင်းရှောင်ကြောက်ဖို့တိုက်တွန်းထားတာရှိတယ်လို့စစ်တွေကိုလည်းအပြည့်အသက်သိမ့်ပိုင်နိုင်ဖို့ထိုးစစ်ဆင်တခိုက်သွားမယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။အာရောခတော်ဟာရခိုင်တကြောပြန်တိုက်ပွဲအတွင်းမှာပလောဝဒေသအပါအဝင်ရခိုင်ကမြို့နယ်24ခုကိုအပြည့်အသက်သိမ့်ပိုင်ထားနိုင်ပြီလဲဖြစ်ပါတယ်ခင်ဗျာ။ လက်ပြီးကြားမှာကတော့အင်းတော်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားပြတ်တစ်ခိုက်ခံရလို့စစ်ကောင်စီတပ်သား30ကျော်တိုက်ဆုံခဲ့ရတဲ့ဆိုတဲ့တဲ့င်းကိုကြားမှာပါအင်းတော်ကိုစစ်ကူလာတဲ့စစ်ကောင်စီတောင်းကိုဂျားပစ်တခိုက်ခဲ့လို့စစ်ကောင်စီတပ်သား33ဦးတေဆုံးပြီးတော့10ဦးတခိုက်ဒဏ်ရာရရှိကာနောက်ထပ်စစ်ကောင်စီတပ်သား32ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အမတ်ရစ်စစ်သားကသတင်းထုတ်ပြန်လာပါတယ်။ဗိုလ်မှူးလင်းထက်ဦးစုပြီးခမရ136 339 ခလာရ6ပူပေါင်းအင်အား150ခန့်ပါတဲ့စစ်ကြောင်းကိုကတာမြို့နယ်ပင်လွရွာအနီးပန်းတောင်ကြီးပန်းတောင်လေးအရောက်မှာ EOS KIA KPDF ကတာခရိုင်တရင်တဲ့မော်တာတိုက်နယ်ပကဖာနဲ့ကတာမြို့နယ်ပကဖာပူပေါင်းတပ်ဖွဲ့တွေကမတ်လ15ရက်နေ့မှာပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်က33ဦးသေဆုံးပြီးတော့10ဦးတကယ်တမ်းရရှိခဲ့တယ်လို့32ဦးကိုလည်းဖမ်းဆီးရမိကြတယ်လို့ဆိုထားပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်တွေစီက MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 တလက် MA15 တလက် Anti Drone Gun တလက် MA တန်းဘုံးသီး38လုံး MAG 8000တောက် MA15G 2000တောက်60မမဘုံးသီး18လုံး GA 113ခုကြောပိုးကြံမာတစ်ခုဆက်သွယ်ရေးဆက်တလုံး ထိုင်ဖုန်းတစ်လုံးជីကာအုတ်ထုတ်ဆက်နှလုံးကိုလည်းတင်းစဲရမိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်တပ်တွေဘက်ကလည်းရဲဘော်နှုတ်ကြာဆုံးခဲ့ရတယ်လို့ဆိုထားပါဗျခင်ဗျာ။ဒီနောက်ဆုံးကြားမယ့်သတင်းကတော့တွန်လိုင်းလင်းကြာကာလအတွင်းမှာ CDF ဟာခါရဲဘော်52ဦးစာဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။ တော်လိုင်းရဲ့လိမ့်တာကာလအတွင်းမှာတိုက်ပွဲပေါင်း326ပွဲဆင်နဲခွေပြီးရဲဘော်52ဦးကြာဆုံးခဲ့ရတယ်လို့ CDF ဟာကာကထုတ်ပြန်လာပါတယ်။ CDF ဟာကာဟာအာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တို့အတော့2021ခုနှစ်မတ်လ21ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးဒီကနေ့မတ်လ21ရက်နေ့မှာတပ်ဖွဲ့ဖွဲ့စည်းတည်ထောင်တာလင်းနဲ့ပြိမောက်ခဲ့တာလည်းဖြစ်ပါတယ်။တော်လိုင်းလိမ့်တာကာလအတွင်းမှာ CDF ဟာကာအနေနဲ့တိုက်ပွဲပေါင်း326ပွဲဆင်နွှဲခဲ့ပြီး အထူးသဖြင့်ဟာခါမြို့နယ်အတွင်းမှာစစ်ကောင်စီကြောင်းကို18ကြိမ်ဟာခါမြို့အတွင်းစစ်စင်ရေးအနေနဲ့တိုက်ပွဲပေါင်း150ကြိမ်တို့ဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။အခြားသောမြို့နယ်တွေမှာလည်းစစ်ကောင်စီကြောင်းကိုတိုက်ခိုက်ပစ်ခတ်မှု10ကြိမ်စခန်းနဲ့မြို့သိမ်းစင်ရေးတွေမှာ12ကြိမ်ပတ်ဝန်းကျင်တိုက်ခိုက်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာနိုင်ငံနဲ့လူမျိုးအတွက် CDF ဟာခါရဲဘော်52ဦးအသက်ပေးလူခဲ့ရပြီးရဲဘော်183ဦးတရားရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါအပြင်တော်လိုင်းလင်းတာကာလအတွင်းမှာစစ်ကောင်စီလက်ချက်ကြောင့်ဟာခါမြို့နယ်အတွင်းကအပြစ်မဲ့ပြည်သူ23ဦးသေဆုံးခဲ့ရပြီးနေအိမ်260လုံးမီးရှို့ဖျက်ဆီးခံခဲ့ရသလိုမတရားဖမ်းဆီးနှိပ်စက်ခြင်းကိုခံခဲ့ရတဲ့အပြစ်မဲ့ပြည်သူထောင်ကျော်ရှိခဲ့တယ်လို့လည်း CDF ဟာခါကအသိပေးထားပါဗျ။ CDF ဟာခါအနေနဲ့လည်းတိုင်းပြည်နယ်လူမျိုးလူမျိုးရေးအတော့တော်လိုင်းပြီးဆုံးသည့်တိုင်အောင်ပြည်သူလူထုအခြားသောတော်လိုင်းအင်အားစုတွေနဲ့အတူလက်တွဲကဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း CDF ဟာခါကထုတ်ပြန်ထားပါသေးတယ်ခင်ဗျာ။ ျွန်တော်တို့စီရင်နေတဲ့ငားရင်ဒီနေ့တော်ဗီဒီယိုတင်ထုတ်လိုက်မှုဟာညီမပဲပြီဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုပါရယ်။နောက်လည်းဒီမှာလည်းစီရင်နေအကတက်ဆက်ပေးတဲ့တင်ပြသတင်းတွေကိုနားဆင်မယ်ဆိုရင်စီရင်နေရဲ့ Facebook စာမျက်နှာမှာရှိနိုင်သလို YouTube, Telegram, H နဲ့ Twitter တွေမှာလည်းနေ့စဉ်ဆောင်မြို့ရှိနေမှာကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။